မတ်တရအနေနဲ့တော့ပြိဿကမြမပြီးမိုးဝင်းဆိုအကိုကိုတိထားတဲ့ခြင်းလေးပေါ့အညာပါပဲနေတော့မယ်တချို့ကကြလေအညာသားရင်ဘတ်ကြီးစိုးပေးပါသူတို့ရဲ့စိတ်ထက်ဆွဲနေတာညာသားရင်ဘတ်ကြီး ့ရဲ့ဟွာပေါ့မီယိုဖလာလုပ်ငန်းကဆိုင်းဆိုင်းပညာပေါ့နော်ဆိုင်းပညာနဲ့အသက်မွေးအကြောင်းပြတယ်အဲကိုကဝါသနာကြီးတယ်အမှုပညာတပတ်တယ်ဘာဖြစ်ဖြစ်အကိုဝါသနာရှိတယ်ကိုကိုတို့အနေနဲ့တော့ပြိတ္တကိုဖြောပြရတဲ့နေရာမှာဘာဖြစ်ဖြစ်စေရောကိုပါဖြောပြရဆိုတော့ခန်းစားချက်ကတော့အတူတူပါပဲဒီတပင်းပညာနဲ့ပေါ့နော်ဆိုင်းပညာနဲ့ကိုကိုတို့လောက်ကန်စားတော့လာဆိုဒီဆိုင်းပညာရောတော့ကိုကဘယ်လိုမှစွန့်လွန်မှာမဟုတ်ပါဘူး ်မင်္ဂလာပါညီလေးတချင်းအောင်ညီလေးအထွေးထူးထူးမရှိပါဘူးအကိုကအညာသားဖြစ်နေတော့အညာနဲ့သက်ဆိုင်တဲ့ခန်းစားချက်ကလေးကိုကိုစိတ်ကူးရလို့ရေးလိုက်တာပါအကိုကစာရေးစရာလည်းမဟုတ်ဘူးလေသိလားစိတ်ကူးရလို့ရေးလိုက်တဲ့နေရာမှာပြိတ္တဟောပေါ့အနေငယ်လက်ခံသွားတဲ့သဘောပေါ့နော်အဲ့ဒါလေးမိတိဖြစ်ရတာပေါ့ညာလာရဲ့ရင်မကြီးအရှင်လက်လက်ခွဲပြီးခဲ့တယ်တော်တယ်မှာကြော်ရင်လည်းကိုတချင်းလေးကိုပြန်ပြီးတော့မြင်ရတယ်လေအဲဝမ်းသာပါတယ်အားပြည့်တဲ့ရောက်ချင်းစီတိုင်းကိုလည်းဒီကနေ ကိုမိုးဝင်အထူးကျေးဇူးတင်ပါတယ်ဗောနော်ကျွန်တော်ရဲ့အညာမှာပဲနေတော့မယ်ဆိုတဲ့ချင်းလေးအာတချို့ကြကို့အမြင်ညာသားကြီးလို့ခေါ်တာဗောအဲကိုမိုးလို့မခေါ်ကြတော့အလိုအလိုအလိုကိုအချစ်ကြရဗောနော်အဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်ကို့ရဲ့ဟိုပါဗောမီယိုဖလာလုပ်ငန်းကဆိုင်းဆိုင်းပညာဗောနော်ဆိုင်းပညာနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်အဲကိုကဝါသနာကြီးတယ်အမှုပညာတစ်ပတ်တယ်ဘာဖြစ်ဖြစ်အကိုဝါသနာရှိတယ်အဲ့တော့ဟာသားကြီးလည်းရိုက်တယ်တချို့ကြမြင်တယ်ကို့ကိုလူရှင်တော်လို့တောင်ထင်းနေတယ်ဒီတစ်တော်တယ်မှာကိုကဟာသားလေးတွေ ဘောနော်ဒီပုံပုံတို့အဒီခိုင်တို့နဲ့အရေးဆုံးအကိုတို့မောင်နှမတွေမိသားစုတွေတွဲပြီးရိုင်းရိုင်းနဲ့ကိုကလည်းဟာတာကိုကြိုက်တော့ဟိုအဲ့တော့သူများတွေစိတ်ဆင်းရဲတာတွေလုံနာချိန်တွေမှာကိုပီတိုလေးမြင်ပျော်မှာပဲဆိုအဲ့လိုဟာတာလေးရိုင်းရိုင်းနဲ့တချို့ကလူရှင်တော်လို့တောင်ထင်တာအမှန်တကယ်ကကျွန်တော်ဆိုင်းเสียပါမြန်မာပြည်မိုးဝင်းနာမည်နဲ့တီးပါတယ်ကြောက်ပြောင်းပါနော်ဟုတ်တယ်ကျွန်တော်အဆိုးပွဲတွေငားတယ်ငားတယ်လေဒီအညာတချင်းလေးနဲ့ပေါ့နော်ဒီအညာမိုင်းနေရောမယ်ဆိုတချင်းလေးနဲ့ အချို့ငားတယ်ကျွန်တော်အဲ့ဒါ sign ဘွဲအားတဲ့ချိန်တွေကျွန်တော်လိုက်ပါတယ်ဒါဟိုရက်ကလေးတော့ချိန်ရတာပေါ့ကျွန်တော်ရဲ့ဟို sign ဘွဲကြီးတွေပြက်ပြက်ပြီးတော့ကျွန်တော်လိုက်လို့မရအောင်ပေါ့ဘောင်နောက်မှာကျွန်တော်မိခိုးပြီးတော့စားတော့နေတဲ့အဖွဲသားတွေအဲသူတို့ငဲတော့အဖြစ်ကျွန်တော်အဆိုးဘွဲတွေကြလွတ်ရတာတချို့ရှိရပေါ့နှမျောကြအောင်အဲဒီတချင်းကဘယ်နေရာမှာဖြစ်ဖြစ်ကလေးတွေရောလူကြီးတွေရောကိုကဆိုလိုက်ပြီး sign နဲ့ထွက်လို့ sign ဝိုင်းနေရပဲဆိုဆိုအဆိုးငားလို့ပဲဆိုဆိုအောက်ကလည်းအားပေးတယ်ကိုတချင်းအလွတ်ရရလူတွေတော်တော် တွေ့ရတယ်လေအဲ့မှာအောက်ကသူတို့ဆိုတဲ့အတန်းကျတော့ရင်ပတ်တက်မှာဘယ်လိုမှမသိဘူးအရန်ကိုဝါသားရပေါ့နော်ပျော်ပျော်စရာဖြစ်တာပေါ့ကို့အတွက်တော့တကယ်ကိုမမေ့နိုင်တဲ့အချင်းတစ်ပုတ်ပါပဲပြောရရင်တော့အတူတူပဲထင်တယ်အကူကတော့ဘာမှမလုပ်တော့ဆိုင်းထဲမှာအဲတီးတော့လေအောက်ကပရိသတ်ဒါပေမဲ့ဆိုင်းထဲမှာじゃအောက်ကအငိန်ပေါ့ပရိသတ်ကအငိန်ထိုင်းပြီးတော့ကြည့်ပြီးတော့နားထောင်တယ်အဲတချင်းလေးပြီးသွားပြောင်းပြောင်းလက်ခုပ်တီးတယ်အားပြရတယ်ဒီအဆိုးကြတော့ကိုတို့ကဆိုင်းစရာဆိုတော့ဝိုင်းထဲမှာအငိန်ထိုင်းပြီးတော့တီးနေရဟုတ်ဆိုင်းစရာじゃ အဆိုကြတော့ဒီမှာမတ်တရက်ပြီးတော့စင်ပေါ်ကနေဟိုဘက်သွားတယ်ဒီဘက်သွားတယ်ပရိသတ်ကအဲ့မှာ live တိုက်ရိုက်ဟိုအော်ဆိုကြတယ်မိုက်ထိုးပေးတယ်ပေါ့နော်အဲ့ဒီဟာကြလဲတော်တော်လေးပျော်စရာကောင်းတယ်ပေါ့နော်ဟိုကိုတို့အနေနဲ့တော့ပရိသတ်ကိုဖြောပြရတဲ့နေရာမှာဘာပဲဖြစ်ဖြစ်စေရောကိုပါဖြောပြရဆိုတော့ခန်းစားချက်ကတော့အတူတူပါပဲနော်အဲ့လိုတော့စိတ်မကူဘာလို့ဆိုကိုမီယိုပလာဘူးစင်ပေါင်ဆက်ဒီမြမဆိုင်ပညာနဲ့ပဲအတက်မွေးတယ်တချင်းတွေကိုလည်းဆက်လုပ်သွားမယ်အကိုတို့ကမျိုးရိုးချို့ချာကြားဘူးရဲ့အခုလူငယ်တွေတော့မကြားဘူးတော့အကိုတို့ရဲ့အဘကြီးပေါ့ ရွှေမန်းဥကျော်အောင်နဲ့အတန်ဝိဇာအဲအဲ့မင်းသားကြီးကနေဆင်းသက်လာတဲ့အကိုဆွေစဉ်မျိုးဆက်ဒီတပင်းပညာနဲ့ပေါ့နော်စိုင်းပညာနဲ့အကိုတို့လောက်ကန်စားတော့လာဆိုဒီစိုင်းပညာတော့အကိုကဘလို့မှစွန့်လုံမှာမဟုတ်ပါဘူးအကိုအဖေကကြတော့ဒါနိုင်ငံတော်ရွှေသိမ်းဆုရှင်ပဲပေါ့နော်အခုဆိုရင်တော့သူကစုကိုင်းကြီးတွေမှာနီးပြဖြစ်တာဝန်ထမ်းဆောင်ရတယ်ပေါ့နော်ဥဇော်ဝင်းမောင်နဲ့ဒီဘီဇော်ဝင်းမောင်ဆိုပြီးတစ်ခေတ်တစ်ခါနာမည်ကြီးခဲ့တယ် ခလာလေးပါဘိတ်ဆက်ပြီးခြင်းလို့ပါဗျာဒါကတော့ကျွန်တော်ရဲ့ဖခင်ပေါ့နော်ဆိုင်းဆရာကြီးစောင်းဆရာကြီးဖြစ်တဲ့အဲရင်ကတော့ကျွန်တော်တို့တီဗီဇော်ဝင်မအောင်ဆိုပြီးတော့ပေါ့နော်မြမအတန်ခေတုံးကနာမည်ကြီးခဲ့တဲ့ကျွန်တော်ဖခင်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့မိခင်မှာ ိုင်ငံကျော်အတန်းဝိသာမင်းသားကြီးရှင်မဦးကျော်ရဲ့တူမဘရင်ဖြစ်ပါလေဗျတော်မူမူစိန်တဲ့မင်းသမီးကြီးပါဒါမှတရှင်းဆိုတာဟိုအကြီးမကြီးကတော့ဒါကျွန်တော်ရဲ့ညမအငယ်ဆုံးလေးဟွာပေါ့တိတန်ရှင်တော်ရဝင်းမောင်တဲ့သူကိုလူပြိုဆိုတဲ့တချင်းလေးကိုလည်းသူ CD ထွက်ထားတာရှိပါလေဗျတော့လည်းထွက်ဖို့ရှိပါသေးတယ်ဒါလေးကတော့တူမအငယ်ဆုံးလေးပါ news တစ်ကလစ်ဖြစ်ပါတယ်တူတူသားတိတန်ရှင်တူတူသားဖြစ်ပါလေဗျဒီသားစုတွေကတော့ဒီလူပညာနဲ့ပဲကျွန်တော်တို့အတန်းမွေးအကြောင်းပြပါရတယ်။အချို့ကျွန်တော်မိသားစုဝင်တွေကတော့ လုပ်ကိစ္စလေးနဲ့မရှိဘူးပေါ့ဒီမှာရှိရလေးကျွန်တော်မိတ်ဆက်ပြရပါဗျာအကိုရဲ့အမေကကြတော့ဆနာဖိုးဖိုးကြီးဥရှင်မန်းကျော်ရဲ့ဟွာပေါ့တူမပေါ့အဲတူမဆိုကြတော့တပင်မျိုးမျိုးတွေပေါ့နော်အမတွေကလည်းဒါစောင့်ပညာရှင်တွေအစိုးပညာရှင်တွေရွှေစိတ်စုရတွေယူပါမယ်မိသားစုအားလုံးကိုမိသားစုကစိုင်းဒီဇိုင်းမှာဆိုရင်၃ပုံပုံလိုက်ရင်တော့၂ပုံလောက်ပါတယ်အဲ့လောက်ပါတယ်ဟုတ်တယ်ကလေးလေးတွေအစားဒီဂီတဒီဝါရီပေါ့နော်အမွေပေါ့စိုင်းပညာအမွေ ဒီအစိုးပညာအမွေတွေကိုလက်ဆင့်ကအကိုတို့အဖေကနေပြီးတော့အတင်းပေးတယ်ပေါ့နော်အကိုတို့အကိုတို့ကလည်းတခါကိုဒူမတွေအကုန်လုံးအတင်းပေးတယ်ပေါ့ အညာသားအရင်ဘက်ကြီးဆိုရင်လည်းရင်ဘက်လည်းမပြည့်နေတော့သူတို့ကိုတို့ရဲ့အမှုပညာကိုအားပေးနေတယ်သူတို့ရဲ့အားပေးမှုနဲ့နော်အလူရှင်လူမာတွေရောပေါ့နော်ဟိုကိုငားတဲ့ပရိသတ်တွေရောအားပေးတဲ့ပရိသတ်တွေရောသူတို့ကြောင့်အကိုတို့ရက်တည်နိုင်တာလေသူတို့ကြောင့်ကိုတို့မိသားစုဟိုတည်တည်ငြိမ်ငြိမ်စားတောင်းနိုင်တာဖြစ်တဲ့အတွက်ဘလို့မှနိုင်စားလို့မရတဲ့ဂျေဇူးကြီးမပါတယ်လူဒီကနေအထူးဂျေဇူးတင်ကြောင်ပြောလို့ပါတယ်အမတ်တရအနေနဲ့တော့ပြိတ္တကမြမပြီးမိုးဝင်းဆိုအကိုကိုတိထားတဲ့တခြင်းလေးပေါ့အညာပါပဲနေတော့မယ် အချို့ကကြလေအညာသားရဲ့ယင်ဘက်ကြီးဆိုးပေးပါသူတို့ရဲ့စိတ်ထက်ဆွဲနေတာညာသားရဲ့ယင်ဘက်ကြီးဟုတ်ကဲ့အဲ့ဒီတစ်ပိုက်လောက်ကျွန်တော်မြည်ပေးပါမယ်နော်ညာသားရဲ့ယင်ဘက်ကြီးကိုအရှင်လက်လက်ခွဲပြခဲ့သူရဲ့ဟိုရင်ကဆိုရင်တချင်းလေးတစ်ပုတ်ကျွန်တော်ကြားဘူးပါတယ်အောက်ပြေအောက်ရွာဆိုတာလူညာတွေပေါ်တဲ့မကြုံဘူးလို့မယုံဘူးမေးရင်မကြုံဘူးလို့မယုံဘူးလေကွယ် အခုတော့ညာသာတဲကိုအောက်ပြည်သူခွဲရဲ့လို့အသင်းတွေကွဲအသေးကွဲလို့အညာကိုပြန်တော့မယ်ရှုမညာသာလေးဘုမယုံမသာတဲ့လေးစားရဲ့ယူတည်နေရဲ့ဆယ်ရံကုန်